အားလုံးပဲမင်္ဂလာပါအဲရမ်ချန်နယ်လေးကြိုဆိုလိုက်ပါရစေချန်နယ်ကို subscribe like share နေပေးကြပါဦးနော်ကဲအခုဆရာဦးမြူတိုက်တန်တင်းတယ်မနိုင်ငံရေးမင်းတို့နဲ့ချက်နာအချမ်းပေးချက်မြန်ကိုနားဆင်ကြရမှာပါမြန်မာပြည်မှာဖက်ဒရယ်ဒီမိုကရေစီလူ့အခွင့်အရေးနဲ့တရားမျှတမှုတို့တိုက်ပွဲဝင်နေကြကုန်သောပြည်သူပြည်သားပေါင်းခင်ဗျာကျွန်တော်ဦးမြူတိုက်တန်ပေးပါဒီနေ့ဇွန်လ3ရက်2025 live ပါเนาะတိုင်းထုတ်လွှင့်မှုပါကဲကျွန်တော်တို့ဒီဒေါ်လာရေးကြီးကနေ့စဉ်တွေးအောင်ပွဲတွေရနေတယ်เนาะနေ့စဉ်နေ့စဉ်ကိုရဘက်ကတိုက်စစ်ထိုးစစ်တော့ရှင်းဆိုတာကျွန်တော်တို့ဒီဒေဘောဘုစကန်ကိုเนาะပြိပတ်ရရှိသွားတယ် KNLD KNU PDF မဟာမိတ်တပေါင်းစုအားလုံးကိုအလုံးလုံးဝမ်းသာဂုဏ်ယူကြောင်းရှင်းဆိုတာပြောပြစီတကယ်ကို ကိုယူပါတယ်လေးစားပါတယ်ဝမ်းသာရပါတယ်ဒီနေ့သိပ္ပောဘုစကံကိုထပ်ပြီးတော့တင်ပြလိုက်ရှင်းသည်ရူဒေါ်လာယူရောဖက်ဒရယ်ဒေါ်လာယူရောအားလုံးတို့ညီကိုမောင်နှမအရောက်ရှင်းစီတိုင်းအတွက်ကိုခွားသည်ဖြစ်စေတယ်ဒါပြင်ကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေဂျားထဲမှာအရေးတော်ပုံတက်သားပြည်သူတွေဂျားထဲမှာယုံကြည်မှုတွေတိုးစေတယ်ဒါပြင်ကျွန်တော်တို့နိုင်ကိုနိုင်မယ်အောင်ကိုအောင်မယ်ဆိုတာသိကြတယ်ဆိုတာကိုထပ်မှန်ပြီးတော့ကျွန်တော်တို့ အယုံကြည်မှုတွေရတယ်တတ်သိကြီးရတယ်ပေါ့နော်ဒါကြောင့်မလို့ယနေ့ဒေဘောဘုစကံကိုအောင်မြင်စွာသိမ့်ပိုက်ခဲ့တဲ့နော် GNU GNL PDF ရဲဘော်သူရဲကောင်းတွေအကုန်လုံးကျွန်တော်တို့တကယ်ကိုဒီနေရာကနေလေးစားကြောင်းဝမ်းသာကြောင်းပြောပြရစီဒါပြင်ကျွန်တော်ကြားလာတော့ခုဘက်ကတော့အဖိတ်အစင်လုံးဝမရှိဘူးလို့ကြားပါတယ်နော်ဒါကပုံပြီးဝမ်းသာစရာကောင်းပါတယ်ဒေဘောဘုစကံဆိုတကယ်ကိုစကံကြီးနော် ရန်သူဘက်ကတော့အဖိတ်စနစ်များတယ်ဒဏ်ရာရတဲ့သူတွေများတယ်နောက်ဆုံးတော့သူတို့ဘက်ကအလံပြူထောင်ပြီးတော့လက်နဲ့ချတယ်ဆိုတဲ့သတင်းကျွန်တော်တို့ကြားရတယ်တခါကိုရီဘက်ကတိုက်စစ်နော်ထိုးစစ်နော်နော်ကိုရီဘက်ကအမဲလိုက်တာနော်နော်ဆိုတော့စပြီးတော့တိုက်စစ်ကိုဘယ်လိုဖွင့်လဲဆိုတော့ကျွန်တော်မျက်စိထဲစိတ်ကူးယဉ်ကြည့်တာလीနော်ကိုလည်းမြင်ရတာမဟုတ်တာကျွန်တော်မျက်စိထဲစိတ်ကူးယဉ်ကြည့်တော့နော်ဒီ KNL KNU ကတက်မှုတွေက ဇာလန်စကီရဲ့ဝိညာဉ်ကိုစီးဝင်ပြီးတော့လုပ်ပုံရတယ်ဗျာဟုတ်လားဆိုတော့ပရမအုံဆုံးသူတို့ drone နေနဲ့ဒီဘောဘူးစကမ်းဘောရေးလဲလဲရှယ်ကျွေးတယ်လို့ပြောတယ်ကြာနော်တရင်နေတယ်ကျွန်တော်လည်းလိုက်ဖက်ကြည့်ပြီးပြောရတာပေါ့နော်ဆိုတော့ရန်သူရေးလဲဥချိုးတာပေါ့ဗျာရန်သူကလည်းသူကလည်းအပြင်းထန်ခုခံတယ်ဘလိုနည်းနဲ့ခုခံလဲဆိုတဲ့ခါကျတော့လေရင်မြန်နဲ့လာပြီးအချင်းချင်းဘုံကျဲတယ်ပေါ့ဗျာတိုးတော်လဲကျွန်တော်တို့ဒီဘက်ကဖာတီတို့ဖဒူတို့ နော် current သူရဲကောင်းနေတဲ့တကွာကျွန်တော်တို့ PDF ပူပေါင်းမဟာမိတ်တက်ရဲ့ရဲစွမ်းတက်ဒီအပြည့်နဲ့တကယ်ကိုစိတ်သက်ခွန်အသာနဲ့နော်တကယ်ကိုရွေးချွတ်ထိုက်ထိုက်တက်တက်နော်တကယ်ကိုထိုက်ထိုက်တက်တက်ကိုပေးပေါ်ပုစကားကိုအပြီးသိမ့်လိုက်ပါပြီအခုဆိုရင်ထိုင်းမြန်မာနယ်စပ်မှာနော်စစ်ခါရီချေကိုယူထားတဲ့စကန်းကသိမ့်မကြံတော့ပါဘူးနောက်ဘယ်စကန်းအလဲကြမလဲဆိုတာကို လက်ရှိအဲ့စကားမှာထိုင်နေတဲ့ဇက်ခါတွေလည်းမျက်ခုံးလှုပ်ပြီးတော့သွေးပြက်နေပါပြီနော်အဲ့တော့ကျွန်တော်တို့ကနိုင်ကိုနိုင်ပါဆိုတာကိုယနေ့တေဘောပူအောင်ဘွဲကထပ်မှန်ပြီးတော့တည်ပြနေပါလေနော်ဖတ်ဒီတို့ဖတ်တို့တို့တို့ကကျွန်တော်ယုံကြည်တယ်ကရိနေမာတွေရက်နေမဲ့ပုံကိုယ်တွေမဟုတ်ဘူးဟိုတလောကပဲ KNDU ကောင်းဆောင်တယောက်ကအင်းစင်ကိုပြန်သိမ့်မယ်ဆိုပြီးကျုံဝါထားတယ်လို့ဖတ်ဒီတို့ကဒီအချိန်ကိုနှစ်ပေါင်းများစွာတမြုံမြုံနဲ့ကိုင်းလေးဝါပြီးတော့စောင့်လာခဲ့တယ် နော်မာဗျူအချိန်ခါကောင်းပေါ့နော်ဆောင်းလာခဲ့ပြီးတော့ဝေဘာမှုပေါင်းစုံတို့သီးခံပြီးတော့ကြိတ်ပြီးတော့နော်ဂျန်စီပြီးတော့ဖော်ဆောင်လာခဲ့လိုက်တာနော်တရားဇာလန်စကီရဲ့ဝင်ကြီးတွေပါစီဝင်ပြီးတော့လုံးလိုက်လားမသိဘူးနော်ဆိုတော့ဖတ်တီတို့ရဲ့စပိုက်ဂျာဝက်ပေါ့ဗျာနော်ဒီဘောဘူးပေါ့ဟုတ်ရေလိုလိုကစ်ဆိုင်တဲ့ခါကျတော့စကောင်စီနောက်ဆုံးတော့ဒူးထောက်အညံ့ပေးရတယ်စကန်အကောင်လေးစက်ခါလေးနော်ဆိုတော့အဲ့တဲ့ရင်ကိုကျွန်တော်ကြားရတယ်ဒါဘီဘာကိုထပ်ကိုပြတယ်လည်းဆိုတော့ ကျွန်တော်တို့ကနိုင်ကိုနိုင်မှာအောင်ပွဲကကျွန်တော်တို့ဘက်မှာနော်အောင်ပွဲကကျွန်တော်တို့ဘက်မှာဖြစ်နေတယ်နော်ဆိုတော့စစ်တပ်ရဲ့သဘောမှာရန်သူအကြောင်းကိုသိခြင်းကိုကိုကိုသိခြင်းနော်အချိန်နေနဲ့အချိန်ကာလကိုသိခြင်းနော်ဒါတွေကဒီတိုက်ပွဲတစ်ခုရဲ့အဆုံးဖြတ်ကိုအများကြီးကျွန်တော်တို့အဖြေပေးပါတယ်ဆိုတော့ဖတ်တီတို့ကစစ်တိုက်လာလဲနှစ်ပေါင်း80ကျော်ပြီဆိုတော့အခါကျတော့တို့အချိန်နေအချိန်ကာရရက်ကိုတို့စောင်းပြီးတော့ ယနေ့အချိန်မှာတော့အချိန်ခါကောင်းဘူးနော်အမိရဆုတ်ကင်ပြီးတော့တကယ်ကိုရန်သူတွေကိုမဟာပြွာမြောက်ဖုံးစစ်ဆင်ပြီးတော့ရေးလဲလဲစကားနဲ့တခုပြီးတခုသိမ့်ပြီးတော့ပေါ့နော်စစ်ခွေးကင်းစင်ဂရင်းနဲ့တခွင်းဆိုတာကိုမကြခင်မှာကျွန်တော်တို့မြင်ရတော့မယ့်အဒီထားတိကိုရောက်လာပါပြီဒါသည်တကယ်ကိုဝမ်းသာစရာကောင်းပါလေကျွန်တော်တို့ correct အောင်ပွဲကကျွန်တော်တို့ပြည်သူတည်ရလုံးရအောင်ပွဲပါနော်ဆိုတော့ဒါကိုကျွန်တော်အနေနဲ့တင်ပြခြင်းနဲ့ ဆိုတော့တပေချာချာပေါ့ဗျာနော်ဒီလိုမျိုး plan ချပြီးလုပ်တဲ့ဟာတွေကအောင်မြင်မှုอ่ะဘလောက်ကြောင်ကြီးတယ်လဲဆိုလို့ရှိရင်ဂျော်လာ၁ရက်နေ့၂ရက်နေ့၃ရက်နေ့နော်ကောင်းမွန်သောခေါင်းဆောင်မှုစနေတကြချိုးတင်စီစဉ်မှုတရင်လှုပ်ဝဲမှုမဟာဗျူဟာမြတ်ရန်သူကိုနော်ချိုးနိုင်နိုင်မှုတွေကဘလောက်ထိအရေးပါတယ်လဲဆိုတာကိုယူကရိန်းကနေပြီးတော့ရုရှားကိုနော်ရုရှားကိုမဟာဗျူဟာမြတ်ဖိုးစစ်တွေပေါ့ဗျာလုတ်တဲ့နေရာတွေမှာကျွန်တော်တို့တွေ့နိုင်ပါတယ်အထူးဖြင့်ချစ်ကြည့်ပါ နော်ဂျွန်လာတီယနီအားလုံး surprise နော်ယူကရိန်းကယူကရိန်းကရုရှားကိုသွားပြီးတော့ drone နေနဲ့နော်သွားပြီးတော့မဟာဗျူဟာမြောက်ဘုံကျဲလေရင်တော့တကယ်ကို nuclear ဟိုဥစားဘုံတန်နိုင်တဲ့ဟာတွေကအကုန်လုံး clear တစ်ပြက်တီးပလိုက်ရုရှားကြီးလုံးဝဟတ်ကော်ကြီးတက်သွားတယ်အဲ့လိုမျိုးသူတို့ကရုပ်တရက်နော်အဓိခံလိုက်ရလို့ပြတ်တုတ်ခံလိုက်ရလို့နော်သူတို့ဘာလို့အောင်လို့ဘာကံရမှမသိတဲ့အချိန်မှာ ပထမဆုံးစလုပ်တာเนาะဂျွန်လာတရနေ့မှာစလုပ်တာဒုတိယရက်ဂျွန်လာနေ့ကနေမှာထပ်ပြီးတော့အဲ့လိုမျိုးပဲ drone စစ်စီရင်းနဲ့ထပ်ပြီးတော့ရုရှားရဲ့ဒုံးကျည်တွေเนาะရုရှားရဲ့လေမြန်ခွင်းတွေနောက်တစ်ခုရုရှားရဲ့ရထားလမ်းကြောင်းတွေ logistic เนาะတေဘုဆိုရင်လမ်းကြောင်းเนาะအဲ့ဒါတွေပါဖြတ်ပြစ်တာကျွန်တော်ဒါတွေကိုတင်ပြနေတာအကြောင်းရှိပါတယ်ယူကရိန်းကရုရှားကိုအဓိကသွားပြီးတော့ drone တွေနဲ့ဘာဘီယောမြောက်တိုက်စစ်တွေကိုအရင်ဖော်ဆောင်တာကိုကျွန်တော်ပြချင်တာเนาะ ရံသူရဲ့နေတဲ့ဒီကိုထိုးဖောက်ဝင်ရောက်ပြီးတော့တနစ်ခွဲကျော်တော့နော်ရေလလေကို ပြင်ဆင်ပြီးတော့အမေရိကန်လည်းအတိမပေးသူရဲ့မဟာမိတ်အရင်ဥရောပနိုင်ငံတွေလည်းအတိမပေးပဲနဲ့ရုရှားနေတဲ့ကိုလုံအောင်ကိုထိုးဖောက်ဝင်ရောက်ပြီးတော့လျှက်ရပြက်လုလိုက်တဲ့အခါမှာရုရှားကြောကော်သွားတယ်အဲ့တော့ကောင်းမွန်သောခေါင်းဆောင်မှုနဲ့နော်စစ်တပ်ကြစီမံခန့်ခွဲမှုကဘယ်လောက်ထိအရေးပါတယ်လဲမဟာဗျူဟာမြောက်နော်ကျွန်တော်တို့ထိုးစစ်တွေကဘယ်လောက်ထိအရေးပါလဲဆိုတော့ယူကရိန်းရဲ့ဒီပင့်ကူအိတ် မာဗျူအာနဲ့ဒရုန်းတွေအများကြီးနဲ့နော်လျှက်တစ်ပြက်သွားပြီးတော့ရုရှားကျွတ်ကိုအဲ့ဒါမှလည်းရုရှားကျွတ်စုံနော်မင်းအောင်လည်းသွားပြီးတော့ကျွတ်မင်းလည်းသွားပြီးတော့တကယ်တော့ကျွတ်စုံဖြစ်တယ်နော်သွားပြီးတော့ပြားတုပ်ပလိုက်တာပါဗျာပင့်ကွေကသွားတုပ်ပလိုက်တာပါနော်ဆိုတော့ကရုရှားတွေလုံးဝကိုဥကျိုးသွားတယ်အဲ့သူရမဟာဗျူအာကိုကျွန်တော်ပြောချင်တာတရက်နေ့မှာဥကျိုးသွားတဲ့အချိန်မှာနေ့ရက်နေ့မှာကျတော့ဘာထက်လို့လဲဆိုတဲ့အခါကျတော့နော်ထပ်ပြီးတော့သွားပြီးတော့လုတ်တယ် ဲ့တော့တရက်နဲ့နေ့ရက်နေ့နဲ့ရက်ဆာကရေးလေလေဥကျိုးနေတဲ့အချိန်မှာနောက်ထပ်အခုဒီနေ့၃ရက်နေ့မှာနော်ဘာလို့တလဲဆိုတော့ရက်ဆာကယူကရိန်းကိုပြန်ပြီးတော့ retaliate ပေါ့ဗျလက်ထုတ်ပြန်မယ်ဆိုတာသူတို့ကသိတယ်ပြီးတော့ဒီ Crimea ပေါ့ဗျာနော်ကျွန်းဆွယ်နဲ့ဒီယူကရိန်းနဲ့ရုရှားနဲ့ပေါ့ဆက်သွယ်ထားတဲ့တံတားကိုဒီနေ့ရေအောက်ထဲကနေပြီးတော့ TND တံတားသုံးပြီးတော့ခွဲပလိုက်တယ်ကျွန်တော်ပြောချင်တာ logistic ကိုဖြတ်တယ်ဆိုတော့ပြောချင်တာအဲ logistic ကိုဘယ်လိုဖြတ်တယ်လဲ တရားကိုချိုးပြတယ်ယထာလန်းကိုချိုးပြတယ်လေရင်ငွေတွေကိုချိုးပြတယ်လေရင်မြန်တွေကိုတီးပြတယ်နော်မင်္ဂလာပါခင်ဗျာမင်္ဂလာပါနော်ဆိုတော့ဒါတွေကိုကြီးကြီးအားဖြင့်ကျွန်တော်တို့မဟာဗျူဟာမြတ်ကိုယ့်ဘက်ကလက်ဦးမှုနော်ဟိုရဖို့ကဘလောက်အရေးကြီးတယ်လဲဘလောက်ပဲအင်အားကြီးတဲ့ရန်သူဖြစ်ပါစေကောင်းမတော်ခေါင်းဆောင်မှုနဲ့နော်စနစ်တကျမဟာဗျူဟာမြတ်ကိုယ့်ဘက်ကလက်ဦးမှုယူလို့ရှင်ဘလို့ပဲအကောင်ကြီးပါစေဘလို့ပဲဂေါလိယကြီးဖြစ်နေပါစေကိုရီကဒေးဗစ်ဖြစ်နိုင်တယ်เนาะ ဒါကိုလက်တွေ့ပြရပေါ့နော်ဆိုတဲ့အခါကျတော့ဒါကိုလည်းကျွန်တော်တင်ပြခြင်းလေအဲ့တော့အခုကျွန်တော်တို့မြန်မာပြည်အနှံ့မှာမြန်မာပြည်အနှံ့မှာကိုရီဘက်ကထိုးစစ်တွေဆင်နေတယ်အဲ့တော့2024နှစ်မှာเนาะကျွန်တော် live ကိုတက်ရင်းねကျွန်တော်ဗာပြောခဲ့တယ်လဲဆိုတော့2025အလဲပိုင်းပွဲချမ်းပြီဆိုပြီးကျွန်တော်ပြောခဲ့တာရှိတယ်ဆိုတော့ဒါသက်အရေးကြီးတယ်ဘာကြောင့်လဲဆိုတော့စစ်ကောင်စီကမဖြစ်မနေစစ်မှုထမ်းဥပဒေနဲ့เนาะစစ်မှုထမ်းဥပဒေနဲ့သူတို့ကအတင်းသွင်းပြီးတော့ နော်သွတ်သွင်းပြီးတော့စကားသစ်တွေကိုရနေတယ်နော်စကားသစ်တွေကိုရနေတယ်ရနေတဲ့အခါကျတော့တို့အခုဆိုလို့ရှိရင်တင်္ကနာနာအထိရတယ်လို့ကျွန်တော်တို့ကြားတယ်ဒါဒီလေအဲစီရီယံဘိုကြီးစင်ရောရဲ့နော်ကျွန်တော်တို့စီးရင်စရာကိုကိုကပြပြောတာသူပြောတာ9000လို့ပြောပါတယ်နော်အဲအဲ့လောက်ကိုရသွားပြီလို့ကျွန်တော်တို့ကြားတယ်ဆိုတဲ့အခါကျတော့ဒါကြီးပြီဒါဒါဒါဆိုရင်စရာအနေထားရှိတယ်ဘာကြောင့်ဆိုရင်စရာအနေထားရှိတယ်လဲဆိုတော့ဒီနေ့ကိုပဲကျွန်တော်တို့သတင်းတွေကိုလိုက်ဖက်ကြည့်ပါစက္ခတွေက ။ရောင်ရွှေဘက်ကိုအင်အား1000လောက်နဲ့တက်သွားတယ်။ပခုတ်ကူဘက်ကိုအင်အား1000လောက်နဲ့တက်တယ်။နော်။ပောက်ဘက်မြိုင်ဘက်ကိုအင်အား1000လောက်နဲ့တက်တယ်။မြေပြင်မှာအင်အား1000ဆိုတာလည်းလည်းပြည့်စုံတက်စင်ထားတာကမနည်းဘူး။နော်မနည်းဘူး။အဲ့တော့ကျွန်တော်တို့ကဒီကောင်းလေးကိုနော် Rambo ကားရတဲ့လူဂျားရဲကနေဖြတ်စော်ပါလားတို့။ဓာတ်ပေါက်ကျွေးပါလားတို့။နော်။ဒီလိုမျိုးပြောလို့ရှိရင်တော့ရတာပေါ့တော်တော်လေအဲအဲ့လောက်ကြီးတော့လေမြေပြင်မှာကစစ်ကူးရင်ဆန်လို့မြင်ရဘယ်လိုဖြစ်နေလဲဆိုတော့ကိုရီဘက်မှာက နော်အတူအရှိတော်မှမင်းတက်ဆင်ရတဲ့အနေအထားရှိရယ်နော်ဆိုရက်ကကြတော့ဒီလောက်ပဲကျွန်တော်ပြောမယ်လीနော်အဲ့တော့ကကြတော့ကျွန်တော်ကစိတ်ကူးရင်စာလို့မရပုဒ်တော်နော်ပုဒ်တော်အဲ့ဒီစက္ခရရဲ့နော်စက္ခရရဲ့ဒီစုစားမှုဟာတွေကိုကျွန်တော်တို့ရှင်းလင်းမှုကိုစရက်ကြလုတ်ဖို့ကတော့ကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့တိုင်းသားခေါင်းဆောင်ကြီးတွေရောနွေဦးတော်လှန်ရေးခေါင်းဆောင်ကြီးတွေရောစနစ်တကျနော်ကျွန်တော်တို့တတိကျကျဒါကူလေဦးကောင်းအောင်အောင်ထည့်ပြီးစဉ်းစားစီခြင်းတဲ့ကိစ္စတစ်ခုဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုတော့စကားတွေကနေ့စဉ်နေ့စဉ်နဲ့အမြတ်သူကအခုဆိုစကားသက်တွေရနေတယ်။အခုဆိုအဲ့ဒါတွေကိုသုံးပြီးတော့နေ့ရီကံကိုလည်းသူတို့အင်အားတွေဖြည့်တယ်။နော်ဗဒံဘက်ကိုလည်းအင်အားတွေဖြည့်တယ်။အခုသူကအင်အားတွေဖြည့်နိုင်လာနေတာကိုနေ့စဉ်သတင်းတွေကြည့်ချင်းအဖြစ်ကျွန်တော်တို့တွေ့နေရတယ်။နော်ဆိုတော့သူတို့ဘက်မှာကပ္ပဆတ်ဆက်ယုံနေအနေထားတွေရှိနေသေးတယ်။ကောင်းနေသေးတယ်။အဲ့ကပ္ပဆတ်ဆက်ယုံတွေကိုကာကွယ်ဖို့လို့အတွက်နေ့စဉ်နဲ့အမြတ်သူတို့အမှအင်အားကိုရာကြီးထောင်ချီပြီးတော့သူတို့ပို့နေတယ်။ဒါကို ကျွန်တော်တို့ကနော်ရှေ့မှာလည်းရန်သူကိုကိုကချင်နယ်မှာဖြစ်ဖြစ်ရခိုင်နယ်မှာဖြစ်ဖြစ်ဂရင်းနယ်မှာဖြစ်ဖြစ်ဂရင်းနီနယ်မှာဖြစ်ဖြစ်ရန်သူကိုစိုင်နေရတာမှန်တော်လေနော်ကျွန်တော်တို့ဒီဒီကိစ္စကိုအထူးဦးစားပေးပြီးတော့ဘလိုနည်းနဲ့ဖြတ်မလဲဆိုတော့ကိုကျွန်တော်တို့ခေါင်းဆောင်ကြီးများခေါင်းချင်းဆိုင်ပြီးတော့စနစ်တကျဆွေးနွေးပြီးတော့ဖြတ်စီခြင်းတယ်တကယ်ကိုလုံနိုင်နဲ့နော်အဖွဲ့အစည်းတွေမြေပြင်မှာရှိတယ်နော်လုံချင်တဲ့သူတွေလည်းရှိတယ်တော်တော်သူတို့ကိုကျွန်တော်တို့က ဥစားမှုပေးပြီးတော့အထောက်ပံ့ကောင်းတွေပေးနိုင်ဖို့เนาะလို့တယ်ဥစားမှုဆိုတာကကျွန်တော်တို့ဟိုဒီတမှုကောင်းတွေပေါ့ AA ရဲ့တမှုကောင်းတွေဖြစ်ဖြစ် GAN ရဲ့တမှုကောင်းတွေဖြစ်ဖြစ်เนาะ GAN ရဲ့တမှုကောင်းတွေဖြစ်ဖြစ်သူတို့ကနေပြီးတော့ဥစားပြီးတော့ကျန်တဲ့ကျွန်တော်တို့เนาะအညာသားတွေဗမာတွေဘာလို့ဆိုဆက်သက်ရန်မှုသေးတယ်သူတို့ကလာပြီးတော့ဥစားစီမံခံမှုပေးခြင်းဒါကြည့်ကျွန်တော်တို့ဒီလိုမျိုးပေါ့ရန်သူရဲ့เนาะဒီစူးစမ်းမှုတွေကိုဖျက်ချမှုလို့အတွက်အစစ်မြစ်နီးပညာတော့မဟုတ် ခရမ်ဘီကြောက်ကိုပေးခြင်းနောက်ဆက်တဲ့ချက်စီမံခန့်ခွဲဆောင်ရွက်ခြင်းတွေကိုလှုပ်ဆောင်စေချင်ပါတယ်လှုပ်ဆောင်သင့်ပါတယ်နော်လှုပ်ဆောင်သင့်ပါတယ်ဆိုတော့ဒီလိုလှုပ်ခြင်းအဖြစ်ကျွန်တော်တို့ရှိမှဗမာမှာဆိုင်နေရတဲ့ကိစ္စမျိုးကိုကြည့်မလားနော်ဒီဘက်မိုးပြေဘက်နော်ဆိုင်နေရတဲ့ကိစ္စမျိုးကိုကြည့်မလားဒီအမ်ဘရန်နဲ့ရေကမ်းပမှာဆိုင်နေရတဲ့ကိစ္စမျိုးကိုကြည့်မလားဆိုတော့စခါရီအစ်စ်တီထပ်မထွက်လာအောင်နော်မထွက်ရဲတော့အောင်ပို့လို့မရတော့အောင် ကျွန်တော်တို့ကရန်သူရဲ့အတွင်းစီးတဲ့ကိုနော်စကမိစာရဲ့အတွင်းစီးတဲ့ကိုဝင်ပြီးတော့ဖြတ်ရမှာပါဒါဒီသက်အရေးကြီးပါတယ်ပညာရှိသတိဖြတ်ခဲအနေနဲ့ကျွန်တော်တို့ကြော်ပြီးတော့စဉ်းစားမိပါကိုကျွန်တော်အနေနဲ့ပြည်သူတွေကပြည်သူတယောက်အနေနဲ့အရေးတော်ပုံတက်သားတယောက်အနေနဲ့စိတ်ပူတယ်စိတ်ပူတဲ့အတွက်ကျွန်တော်ဒီကနေ့ကြည်ပြခြင်းဖြစ်တယ်အဲ့တော့တကယ်လို့မြန်ဒါကိုကျွန်တော်တို့ထိထိရောက်လုပ်နိုင်မယ်ဆိုလို့ရှိရင်နော်ရန်သူကိုကျွန်တော်တို့ဥချိုးပြီးသားဖြစ်ပြီးတော့တို့ပြန်ပြီးတော့တက်တီဆောက်စုဖွဲ့မှုတွေ နော်တက်ပြီးတော့တက်ဆက်ဖြည့်တာတွေ KMB ကြောင့်ဖြည့်တင်တာတွေကိုလုပ်လို့မရအောင်အဲ့တော့ယူကရိန်းကရုရှားကိုလုသွားတဲ့ပုံစံတွေကြီးကြီးရင်ပထမဆုံးသူတို့ငတ်လိုက်တွေကိုသူတို့ရှင်းတာကိုတွေ့ရမှာဖြစ်တယ်။တခါငတ်တွေကိုလက်သားတွေကိုရှင်းတယ်။တခါသူတို့ဘာတွေကိုရှင်းရလဲဆိုတော့ဒီ KMB ကြောင့်ထုတ်လုပ်တဲ့ဒုံးကြီးဆက်ယုံတို့နော်နောက်တစ်ခါကျတော့လောင်စာစီတည်တဲ့လောင်စာကန်တို့နော်အဲအဲ့ဒါတွေကိုသူတို့ရှင်းတာကိုကျွန်တော်မိတ်ဆွေပြည်သူတွေတွေ့ကြမှာဖြစ်တယ်။ဒီမင်းရက်နေသလားဆိုတော့မဟုတ်ပါဘူး။ เนาะကျွန်တော်တို့ဒီယထာလန်းနေဆိုတာက KMI ကြောင့်ねเนาะစက္ခတွေကိုအလွယ်တကူလှည့်လင်းမြန်မြန်အများကြီးတည်ပို့လို့ရတဲ့အခါကျတော့เนาะ Ukraine ကဘာလုပ်လဲ Russia ရဲ့အရေးပါတဲ့ယထာလန်းတွေကိုဒီဂျွန်လာတရနေနဲ့နေရနေစစ်စစ်ရေးတွေမှာဖြတ်တောက်ပစ်ခဲ့တာကိုတွေ့ကြမှာဖြစ်တယ်တခါဒီနေ့ဂျွန်လာ3ရက်နေ့မှာတော့เนาะရေအောက်စစ်စစ်ရေးအနေနဲ့เนาะရေအောက်စစ်စစ်ရေးအနေနဲ့ဒီ Crimea တကားကို Crimea တကားကို ျွန်တော်ရေအောက်ထဲကနေပြီး TND တသိန်းကျော် sorry တထန်းကျော်သုံးပြီးတော့ဖြိုးပလိုက်တယ်အဲ့ဒါကဘာလို့လုပ်တာလဲလို့ကျွန်တော်ခံမှန်းကြည့်တဲ့အခါကျတော့ရန်သူရုရှားတွေအနေနဲ့ Crimea ဒေသကိုနော်ဒီသရားကိုကူးပြီးတော့အလွယ်တကူစစ်ကူပို့လို့မရအောင်တံပြန်တိုက်စစ်လုပ်လို့မရအောင်လို့သူတို့ကဖြိုးတယ်ဆိုတဲ့အနေအထားကိုကျွန်တော်တို့တွေ့ကြမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဆိုလို့ရှိရင်နော်ဒီယူကရိန်းဆိုတာရုရှားဆိုတာတိုက်ပြီးရကြီးကြီးနော်ကမ္ဘာအဆင့်နံပါတ်1ရှိတယ်နျူကလ িয়ার လည်းပိုင်တယ် ျွန်တော်တို့တိုင်းပြည်အနေထားမှာကြည့်လို့ရှိရင်မအားလာကိုကျွန်တော်တို့ကပတ်ချလဲဝိုင်းထားပြီးပြီနော်အဲ့လိုအနေထားရှိတယ်ဒါပြင်ကျွန်တော်တို့လလန့်မိတဲ့ဒေသတွေအများကြီးရှိတယ်နော်တကယ်ကိုကျွန်တော်တို့လူအပ်နေတာကတကယ်ကိုစူးစီးကောင်းမွန်နဲ့အဲဥစားမှုပါနော်စူးစီးကောင်းမွန်နဲ့ဥစားမှုပါဒီလိုပြောတဲ့နေရာမှာကျွန်တော်အနေနဲ့တစုတစ်ဖွဲ့တည်းကိုမယူရပါဘူးကျွန်တော်တို့ဖြစ်စေချင်တာကတော့ကျွန်တော်စုပေါင်းဥစားမှုပါနော်မှဆိုလို့ရှိရင်ကိုယ်နေကိုဥစားပြီးတိုက်ကြတယ်ဆိုတော့ကျွန်တော်လက်ခံတယ်เนาะတိုင်းသားတွေအခုလောလောဆယ်ဆယ်မြေပြင်အရှိတရား နော်ကျွန်တော်လက်ခံတယ်တော့မြန်မာတပီလုံးအတိုင်းအတာနဲ့လွှမ်းခြုံပြီးကြည့်မယ်ဆိုလို့ရှိရင်တော့မဟာဗျူဟာမြောက်ချိန်မုံရေးတွေလုတ်ဖို့ကိုတော့ကျွန်တော်တိုင်းသားခေါင်းဆောင်ကြီးတွေကဥဆောင်มาရမယ်ကျွန်တော်တို့တိုင်းသားခေါင်းဆောင်ကြီးတွေကဘ누구ကိုဥဆောင်มาလဲလို့မေးလူဦးတော်လိုက်တရားလုံးနဲ့နော်ဗမာတိုင်းသားတွေကိုဥဆောင်မှုပေးมาရမယ်ကျွန်တော်တိုင်းမှာကောင်းဆောင်ကြီးတွေကဘ누구ကိုဥဆောင်မှုပေးရမှာလဲလို့ပြောရင်ကျွန်တော်တည့်ပြောမယ်။နော်၊ຫນွေဥတော်လိုင်းမှာပါဝင်ပတ်သက်နေတဲ့ NGO အပါဝင်ကျွန်တော်တို့ဒီအညာဒေသက ဒီဒီ LDF တွေ PDF တွေသူတို့ကိုဥစားမှုပေးရမှာဖြစ်ပါတယ်။ဒါကြောင့်လဲဆိုကျွန်တော်တို့ NUG ဆိုတာကဒါကဟိုစေရေးစင်လာနဲ့လာခဲ့တဲ့အဖွဲ့အစည်းမဟုတ်ဘူး။ပါတီနောက်ကနေလာပြီးတော့သူတို့ကရက်သားနေပြီးတော့လုပ်တဲ့ခါကျတော့စေရေးဥစားမှုတွေနော်အမြင်တွေကြတော့ကျွန်တော်တို့ဒိုင်းနာကောင်းကောင်းကြီးကြီးလောက်လုံးဝကိုမရှိနိုင်ဘူး။ထို့နည်းတူစွာပဲကျွန်တော်တို့အညာဒေသကဗမာဒေသကကျွန်တော်တို့လက်နက်ကင်တော်လိုင်းတပ်ဖွဲ့တွေဆိုလို့ရှိရင်လည်းစိတ်ဓာတ်ကိုရင်းပြီးတော့ကပောက်ပွားလာကြတာဖြစ်တယ်။သူတို့နဲ့စေရေးအတွေ့အကြုံနဲ့နော် ကျွန်တော်တို့ဒီစီးရေးစီမံခန့်ခွဲမှုနောက်ဥစားမှုအပိုင်းတွေမှာကျွန်တော်တို့လိုအပ်ချက်တွေရှိနေနိုင်တယ်အဲ့တော့ရန်သူရဲ့ကပ္ပစဆက်ယုံနေရန်သူရဲ့တရားတွေเนาะရန်သူရဲ့စီလောင်ကန်တွေရန်သူရဲ့ငှက်ပိုက်တွေเนาะအဲ့ဒါတွေကိုကျွန်တော်တို့ရှင်းနိုင်ဖို့ကြားတဲ့ခါကျတော့ကျွန်တော်တို့ဒီတကယ်ကိုတိုင်းသားကောင်းဆောင်ကြီးတွေပေါ့စုစည်းပြီးတော့เนาะတကယ်ကိုအတွင်းကြကြပါဗျာအဲ့လိုမျိုးလုပ်နိုင်ရင်တော့ပိတ်ကောင်းပါပဲเนาะဒီလိုလေးလုပ်စေခြင်းလို့တော့ကျွန်တော်တို့တောက်လျှောက်တော့အားလုံးကိုတော့တင်ပြလာခဲ့တယ် အဲလကူတွေကအခုလောလောဆယ်လှိဝက်ဆိုတာကြံစီပြီးတော့လုတ်နေတယ်ဆိုလို့ရှိရင်တော့လေဝမ်းသာစရာပါဘလို့ရသေးဘူးဆိုလို့ရှိရင်လေအခုထလို့အခုမိပါတယ်ဗျနော်ဘာလို့ဆိုထပ်ပြီးတော့အချိန်ဆွဲလို့မကောင်းဘူးရန်သူဘက်ကပထမဦးဆုံးအနေနဲ့နော်စက္ခအတ္တိရနေတယ်ဒါဆွေးစရာကောင်းတယ်ကျွန်တော်ဒါကိုဇက်တိုက်ထောက်ပြနေတယ်နေ့စဉ်သတင်းတွေဖတ်ကြည့်ပါအညာဒေသမှာအင်အားတ္တိနဲ့စစ်တောင်းတ္တိထိုးနေတာကိုမြင်ကြမှာဖြစ်တယ်မင်္ဂလာပါအကိုကြီးနော် တွေ့ကြမှာဖြစ်တယ်ဆိုတော့ဒါကိုကျွန်တော်မဖြစ်မနေဖြတ်ကြဖို့လိုတယ်သူကလူအင်အားတွေအသက်ထက်ရနေတာကျွန်တော်ဖြတ်ဖို့လိုတယ်နံပါတ်1ကပ္ပစားတွေကိုကျွန်တော်မထိန်းချုပ်နိုင်သေးဘူးအဲ့တော့တို့ကဘာလို့လဲဆိုတော့အဲ့ကပ္ပစားစက်ရုံတွေကိုကာဖို့လို့အတွက်ပခုတ်ကူတို့ရေစကြိုးတို့ပောက်ဖို့မြိုင်တို့ကန့်ဘလူတို့အဲ့ဘက်တွေကိုတို့စစ်ကြောင်းတွေထိုးပြီးတော့တချို့ဒေသတွေမှာဆိုစစ်ကြောင်းတွေကနော်အဲတို့တို့ထောင်ကနန်းအနည်းဆုံး900လောက်အဲအဲ့လိုမျိုးတွေနဲ့ပါလာတယ်တက်လာတယ်အဲ့တော့နေခံကျွန်တော်တို့နော် LDF တွေ PDF တွေရှေ့ရတဲ့စကားကြတာက စက္ခဆစ်စစ်တဲ့စာရင်ပတ်သက်စတဲ့ပြူတွေနောက်တော့ကကြတော့အခုမဖြစ်မနေစစ်မှုထမ်းဥပဒေကြောင့်ပါလာတဲ့ဟာတွေလို့နော်နော်မင်္ဂလာပါနော်အဲဆရာမကြီးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါခင်ဗျာမင်္ဂလာပါနော်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့ကြားရတယ်အဲ့တော့အခုယူကရိန်းကလွတ်ပြသွားပြီပြီနော်ဒါကမတတ်နိုင်တော့ဘေးကွန်းကြီးကအောက်သွားပြီပြီပေါ့နော်အောက်သွားပြီပြီဆိုတော့ကျွန်တော်တို့ကဒီ flicker of time လေးနည်းနည်းရှိတယ်ဘယ်လိုရှိလဲဆိုတော့ မအားလာကကြိုတင်ကြံစီကာကွယ်မှုတွေမလုပ်ခင်မှာကျွန်တော်တို့လုပ်လို့ရမယ်။ဒါကြောင့်လဲဆိုဒီသင်ခန်းစာပေါ်မှာရုရှားကအရှိုက်ကိုထိုးခံလိုက်ရတဲ့နော်နာမှုကိုဖျက်ရိုက်ခံလိုက်ရတဲ့သင်ခန်းစာပေါ်မှာရုရှားဝတ္တရုပ်ကမအားလာကအကုန်လုံးကသင်ခန်းစာယူပြီးဘလူရီကာကွယ်မယ်ဆိုတာသူတို့ကနောက်ပိုင်းကျရင်လုတ်လန်နိုင်တဲ့အနေအထားရှိပါတယ်။ဒါကြောင့်မလို့ဒီအချိန်မှာကျွန်တော်တို့ကမိကွားတော့အောက်ပြီးသွားပြီ။သို့တော့နော်ဒီမဟာဗျူဟာမြောက် drone တွေမဟာဗျူဟာမြောက် rocket တွေကမဖြစ်နိုင်ဘူးလားဆိုဖြစ်နိုင်ပါတယ်။ เนาะအညာဒေသမှာလည်းလုံနေတဲ့အဖွဲ့တွေလုံပြီးသားတွေအောင်မြင်ပြီးသားအဖွဲ့တွေရှိတယ်ဆိုတာကိုကျွန်တော်တို့ကိုအညာဒေသကရဲဘော်တွေကိုယ်တိုင်လာပြောပြလို့ကျွန်တော်တို့သိရပါတယ်ဒါပြင်ကိုကျွန်တော်တို့အဲဒီရန်သူကိုအခုဆိုလို့ရှိရင်အဓိကနှွားနေကြဆိုလို့ရှိရင် brave warriors for myanmar တို့เนาะနောက်ကကျတော့ no more dictatorship တို့เนาะနောက်ကကျတော့ infinity တို့နောက်ကကျတော့တန်တောင်အဲအထူးတပ်ဖွဲ့တို့အဲ့လိုမျိုးတွေရှိပါတယ်เนาะတကယ်ကိုရှိပါတယ်ဆိုတော့မြေပြင်မှာတကယ်ကိုလုံနေတဲ့အဖွဲ့တွေတို့တွေကိုကျွန်တော်တို့က ကျွန်တော်တို့ဆိုတာကဒီအကုံလုံးပေါ့နော်တရင်သာကောင်းဆောင်ကြီးတွေနဲ့မျိုးတော်လိုင်းကောင်းဆောင်ကြီးတွေကစုပေါင်းဥဆောင်မှုနဲ့နော်လုံမယ်ဆိုရင်တော့သိကောင်းမှာဖြစ်ပါတယ်နော်ဆိုတော့အဓိကကကျွန်တော်တို့လက်ကျင့်တက်ဆင်ပေးပြီးတော့ဥဆောင်မှုပေးနိုင်ဖို့ပေါ့ဒါက drone mission တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့နော် federal winds တို့နော် cloud winds တို့ရှိတယ်ဒါပြန်ညာဒီသားတွေမှာလည်း drone တပ်ဖွဲ့တွေရှိရယ်နော်အဲ့ drone တွေကိုကျွန်တော်တို့ကဟိုအစစ်မြင့်တင်ဖို့တော့လိုတယ်နော်အစစ်မြင့်တင်ဖို့တော့လိုတယ်ကျွန်တော်တို့ပေါ်ကစားပုံစံမျိုးတော့ လုံးလို့မရတော့ဘူးအစစ်မြစ်တင်မယ်အစစ်မြစ်နဲ့ပြီးတဲ့အခါကျလို့ရှိရင်ပုံမူပြီးတော့ခီးဝေးဝေးသွားနိုင်ပြီးတော့နော်ပုံမူပြီးတော့ကျွန်တော်တို့သဲဆောင်နိုင်ပြီးတော့နော်ပုံမူပြီးတော့ကျွန်တော်တို့ဂျမ်းမာတွေကိုကြော်နိုင်ပြီးတော့အဲဒီလိုပုံစံမျိုးပေါ့ဗျာအစစ်မြစ်နီးပညာပေါ့နော်အဲ့လိုမျိုးတွေနဲ့သွားနိုင်ကြဖို့ပေါ့အဲအဲ့လိုမျိုးတွေကလည်းကျွန်တော်တို့ renovation နဲ့ innovation ပေါ့ဗျာအဲ့ဒါတွေကိုအဲကျွန်တော်တို့ထပ်ဆက်မြင့်ပြီးတော့လုပ်ကြမယ်ဆိုရင်တော့သိကောင်းပါလေနော်အရာရာကတော့နော် မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးဒီသူတွေကအသက်ကိုမျောနေပါတယ်တဲ့မင်္ဂလာပါသာလီဆိုပါနော်မဖြစ်နိုင်ဘူးဆိုတာကဘာမှမရှိပါဘူးမဖြစ်သေးတာပဲရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင်ဖြစ်ကိုဖြစ်ပါတယ်နော်ဥပမာဆိုလို့ရှိရင်ဒီကျွန်တော်တို့ခီးဝေးသွားလာနိုင်မှုကိုကျော်လွှားတဲ့ပုံစံမျိုးတွေကြည့်ကြည့်လိုက်ပါနော်ဒါကကျွန်တော်ကယူကရိန်းကပြောပြီးသားသတင်းတွေပဲကျွန်တော်ပြန်ပြောတာပါနော်ဟို confidentiality private တွေကျွန်တော်ပြောတာမဟုတ်ပါဘူးနော် classified တဲ့နည်းကိုပြောတာမဟုတ်ဘူး။ Ukraine ကအကုန်လုံးပြောထားပြီးသားတွေကိုကျွန်တော်ပြန်ပြောပြတာဖြစ်တယ်။ဆိုတော့ခီးဝဲသွားဖို့ကို Ukraine ကနော်သူကြော်လွှားတဲ့နည်းလမ်းတွေအများကြီးရှိတယ်။နော် drone ပေါ် drone စင်ပြီးသွားတဲ့ဟာတွေရှိတယ်။ဂျမားတွေကိုနည်းပညာဆင့်မြင့်ပြီးတော့သူတို့ကြော်တာတွေရှိတယ်ပေါ့။အဲ့ဒီ drone တွေကိုကိုယ်တိုင်ထုတ်တယ်လို့လည်းကျွန်တော်တို့ကြားတယ်နော် Ukraine ကသူတို့ကိုယ်တိုင်ထုတ်ပြီးတော့လုပ်တဲ့ဟာတွေဒါကသူတို့တချို့ဟာတွေဆိုလို့ရှိရင် drone တွေဆိုအဲတက်သားနဲ့ထုတ်တယ်ဆိုတဲ့ဟာမျိုးတွေလည်းကျွန်တော်တို့သတင်းတွေမှာဖတ်တယ်။အဲ့တော့ကျွန်တော်တို့မြန်မာလူငယ်တွေစွမ်းဆောင်နိုင်ပါလေ။ နော်တကယ်ကိုမြန်မာပြည်မှာလုံနိုင်တဲ့အဖွဲ့တွေရှိတဲ့အခါကျတော့နော်ကျွန်တော်ဒီနေ့သတင်းစကားပေးချင်တာကအချိန်တိတ်မနှောင်းခင်ရန်သူဘက်ကကိုတွေကိုကြင့်သားမရရသွားခင်ဘာလို့လဲကျွန်တော်ဘက်က view ဟာကတမျိုးတည်းပဲသုံးနေလို့ရှင်ကြာရင်ရန်သူကကြင့်သားရသွားလိမ့်မယ် endurance ရသွားမယ် stamina ရသွားမယ်ကိုတွေကိုရန်သူဘက်ပြန်ပြီးခံမှန်းလို့ရသွားမယ်ကိုတွေကသူတို့ကိုပြောင်းလဲပြီးတော့လုပ်ရမယ်အနေထားရှိတာပေါ့နော်ဆိုတော့ ဒီကောက်ချုပ်အနေနဲ့ကျွန်တော်တင်ပြချင်တာကကျွန်တော်ဒီမဟာဗျူဟာ၅ချက်နော်အဲ့ဒါကတကယ်ကိုလေးနဲ့ထားပြီးတော့စဉ်းစားစစ်ကြည့်တယ်အဲ့ဒါဒီဒီကျွန်တော်တို့ရန်သူကိုဥချိုးတဲ့မဟာဗျူဟာပါအဆုံးသတ်တိုက်ခွဲရတော့ကျွန်တော်တို့မြေပြင်ကတက်ဖွဲ့တွေကနော်ရန်သူကိုလေကြောင်းကနေပြီးတော့ကိုရီဘက်ကနေပြီးတော့တို့တို့ကိုဥချိုးမဟာဗျူဟာမြောက်တက်ကတ်တွေကိုကျွန်တော်တို့ကရှင်းပြတဲ့အချိန်ကျရင်တော့နောက်ဆုံးပွဲသိမ်းကတော့မြေပြင်တက်ဖွဲ့တွေရဲ့ပြည်သူတွေရဲ့အကုန်လုံးစုပေါင်းပြီးတော့လုပ်ကြမဲ့အနေထားဖြစ်ပါတယ်အဲ့တော့ ဒီကုန်းချုပ်အနေနဲ့ကျွန်တော်တင်ပြချင်တာကတော့မာပြူရ၅ချက်နံပါတ်1ရန်သူရဲ့အတင်းကျပ်စစ်မှုထမ်းဥပဒေရစခအသစ်တီတိုးရနေတဲ့ဟာကိုမဖြစ်မနေကျွန်တော်တို့ဖြတ်တောက်ရေးနံပါတ်2နှစ်ပိုက်ကြီးနော်လရသကြီးရှင်လေးကြီးနံပါတ်3အပစဆက်ယုံများရှင်လေးကြီးနံပါတ်4ရန်သူရဲ့ logistic ပေါ့ဗျာနော်ကျွန်တော်တို့ရထားလမ်းလိုဟာမျိုးတည်ယူဖို့ဆောင်ရေးနော်နောက်ကြကြတော့အဲ telecommunication ပေါ့နော်ဆက်သွယ်ရေးကွန်ရက်တီတယ်လီဆိုတော့အဲ့ဒါတွေကိုဖြတ်တောက်ရေးနဲ့နံပါတ်5ရန်သူရဲ့နောက်တန်းစခန်းတွေ နော်တမဌာနချုပ်တိုင်းဆက်ဌာနချုပ်တရင်ဌာနချုပ်ဒါတွေကိုအနာမပေးဘဲနဲ့နော်ကျွန်တော်တို့ပုံမှန်စော်ပေးနေဆိုတဲ့ငားရက်ကိုကျွန်တော်တို့မြန်မာနိုင်ငံမှာအရေးတော်ပုံကြီးမှာဥဆောင်နေသောနော်ຫນွေဥတလိုင်းခေါင်းဆောင်များနော်တိုင်းသားလက်နက်တော်လိုင်းခေါင်းဆောင်တွေအကုန်လုံးစုပေါင်းပြီးတော့စတဲ့တဲ့ကြနဲ့လှုပ်ဝက်စွာနဲ့မဟာဗျူဟာမြောက်ကျွန်တော်လုပ်ပေးကြဖို့ဒီနေ့ထပ်မှပြီးတော့ကျွန်တော်တင်ပြခြင်းနဲ့ဒီလိုလုပ်တဲ့နေရာမှာလဲမဟာဗျူဟာဒရုန်းနဲ့မဟာဗျူဟာဒုံးတွေကိုသုံးလို့ရှိရင်အလွန်ကိုထိရမှာဖြစ်တယ်ဆိုတာကိုတင်ပြရင်းနဲ့ ယနေ့เนาะမြေပြင်မှာအောင်ပွဲတွေကိုယူဆောင်လာခဲ့တဲ့ KNU KNL နဲ့တကွ PDF ရဲဘော်များမြန်မာပြည်အနက်မှာနော်စစ်ကောင်စီနဲ့မအားလာနဲ့စက္ခတာတွေဟုတ်နော်စက္ခတာတွေကိုနှွာနေတဲ့ကျွန်တော်တို့ရဲဘော်တွေအကုန်လုံးကိုဒီနေရာကနေလေးစားပါတယ်ကျွန်တော်တို့နိုင်ကူနိုင်မှာဖြစ်တယ်အောင်ပွဲကကျွန်တော်တို့ဘက်မှာနော်စစ်ကောင်စီကတက်ပြက်နေပြီတိုက်တိုင်းရှုံတက်တိုင်းပြက်တက်တိုင်းပြေးခွေးတွေဝတ်တွေပြီးပြီးတော့ခွေးလို့ဝတ်လို့ဖမ်းခံနေရပြီဆိုတာကိုတင်ပြရင်းနဲ့ ေးတော့မုတ်ချအောင်နေပြီအောင်နေပြီအောင်နေပြီအောင်ကိုအားမီကျွန်တော်တို့မှာအောင်မြင်မှုကိုအရယူခြင်းမှတပါအချားမရှိကျွန်တော်တို့အောင်ကိုအားမယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေအဲဆက်ပြလို့ရှိရင်ရှယ်လို့ရရင်ရှယ်ပေးပါကွန်မန့်ရေးပေးပါကွန်မန့်ရေးပေးပါဆိုတာကကျွန်တော်ကျွန်တော်မိတ်ဆွေတွေရှေ့ကနေပြီးတော့သတင်းစကားတွေနောက်အောင်ကြည့်ပါတယ်တင်ယူကြပါတယ်ကျွန်တော်ကိုလာပြီးတော့ပြောပြပေးပါ